ိတ်ဆွေများကြံမာတော်မူကြပါစေခင်ဗျာဒီတစ်ခါတော့ဆရာမင်းလူရဲ့ဝတ္ထုတို့ဘောင်းချုပ်ထဲကဝတ္ထုများကို တင်ပြပါဦးမယ်ခင်ဗျာပရမဇုံတင်ပြရမယ်ဝတ္ထုကတော့နေဝင်သွားတော့လှထွက်သည်တဲ့နားဆင်ကြကြပါ မမ ਈ မျက်နာသည်လေငိန်သောအခါတွင်အင်းအားကံရည်ပြင်၌ပေါ်ထွန်းနေသောလှပြည့်ဝန်းကြီးနှင့်တူပါသည်တစ်တစ်ဤမျက်နာသည် လိုင်းကျက်ထနေသောအင်းအားကံရည်မျက်နှာပြင်ကိုတဖြက်ဖြက်ထိခတ်သော နေအောင်ကြီးနှင့်တူပါသည်နှစ်ချစ်သူနှစ်ယောက်ထားပူကြပါလိမ့်မည်နှစ်ယောက်စလုံးကတစ်ချိန်တည်းတစ်ပြိုင်တည်းချင်းဆူထားသောအခါ မိသူထံသို့သွားရမည်မသိသောအဖြစ်ကိုလည်းကြုံမှုရပါလိမ့်မည်ဇွန်လ20ရက်စနေနေ့ဖြစ်ပါသည် မမကအရေးကြီးသောကိစ္စပြောเสียရာရှိ၍လာခဲ့ရန်ချိန်ထားပါသည်မွန်းတဲ့12နာရီတိတိအချိန်တွင်မမတို့ရုံးရှိကကျင်းချင်းနှောင်းလေးတွေရောင်းသောတဲကလေးရှိကစောင့်ရန်တစ်တစ်ကမွန်းတဲ့12နာရီတိတိတွင်အဆောင်သို့ လာခဲ့ရန်ချိန်ထားပါသည်ဒီနေ့ တစ်တစ်ကြောင်းမတက်သောကြောင့်တစ်တစ်ရှိရာအင်ဂျင်ဆောင်တို့တွားရမည်ကျွန်တော်ဒီတက်ကူကြောင်းဝင်းထဲကကိုအောင်ရင်လက်ဖက်ရည်ဆိုင်မှာထိုင်းနေပါသည်7နာရီ15မိနစ်ဖြစ်ပါသည်3မမကြီးချစ်ကိုရရန်တစ်နှစ်တစ်လနဲ့နှစ်ရက်တိတိစူးစမ်းခဲ့ရပါသည်မမကြီးချစ်ကိုရရန်မူယာမာယာများတုံးခဲ့ရပါသည်မမကမှပြန်မချစ်ရင် စံမေးပွဲမဖြစ်တော့ဘူးဆိုတော့မှပင်ချစ်ပါသည်မမသည်ကျွန်တော်နှင့်ချစ်ခါစားကကျွန်တော်ကိုသူဟုခေါ်ပါသည်၃နှစ်လောက်ကြာတော့မှမောင်ဟုခေါ်ပါသည်မောင်ဟုခေါ်ရတိုင်းလဲမမရှက်နေတတ်ပါသည်တစ်တည်းဤချစ်ကိုရရန်6ရက်ခန့်ကြိုးစားရပါသည်အမှန်မှာ9ရက်ဖြစ်ပါသည်တနင်္ဂနွေတစ်ရက်ခံသွားတော့ကြောင့်6ရက်ဖြစ်သွားပါသည် တစ်တစ်ဒီကျွန်တော်နဲ့မချစ်ခင်က you ဟုခေါ်ပါသည်ကျွန်တော်နဲ့စချစ်သည့်နေ့မှစ၍ကိုကို ဟုခေါ်ပါသည်လေးမမကိုချစ်ခွင့်ရပြီးလေးလကြာမှ မမ၏လိုင်စင်ဓာတ်ပုံတော်ကိုရပါသည်6လကြာမှနှစ်ယောက်ချင်းတွေ့ခွင့်ပေးပါသည်တစ်လလျင်တစ်ချိန်ခန့်တို့ရတွင်လွန်ခဲ့သော3လခန့်မှစ၍မမသည်တစ်လတစ်ချိန်တွေ့ခွင့်ကို အကန့်အသတ်မရှိ ရက်ဆဲလိုက်ပါသည်နောက်ဆုံးတွေ့ကြသောနေ့ကမမကိုကျွန်တော်ကအတင်းနမ်းမိသောကြောင့်ဖြစ်ပါသည်တစ်တစ်သည်ကျွန်တော်ကိုချစ်ပြီးနောက်တနေ့တွင် သူ၏ဓာတ်ပုံအယ်ဘမ်ကို လက်ဆောင်ပေးပါသည်လေးလာခံအတွင်းတစ်တစ်နဲ့ကျွန်တော်52ခါတိတိတွေ့ခဲ့ပါသည်တစ်တစ်သည်အဆောင်ကိုပြန်ကနေတိုင်းကျွန်တော်ကိုသတိပေးတတ်ပါသည်ကိုကိုဒီနေ့တစ်တစ်ကိုမနမ်းရသေးဘူးငါ မမသည်ကျွန်တော်ဆေးလိပ်တောက်သည်ကိုမကြိုက်ပါလူကလေးကငဲငယ်လေးမျက်နာရစ်နေလိမ့်မယ်ပြီးတော့ဆေးလိပ်တောက်ရင် အဆုတ်မှာကင်ဆာဖြစ်မယ်အင်ဂျီမီပေါက်မယ်ပက်ဆန်ကုန်မယ်ဗစက်ကဆေးလိပ်နဲ့နမ်းမယ်တစ်တစ်ဒီကျွန်တော်ဆေးဘောလိပ်တောက်သည်ကိုမကြိုက်ပါဆေးဘောလိပ်ဆိုတာစိုင်းဆရာတွေတောက်တာကိုကိုကတထေးသားပဲ secret တောက်မှာပေါ့ filter နဲ့ပြောတာနော်ပြီးတော့ silver light နဲ့ coco gas lighter နဲ့မလိုက်ပါဘူးနော်6ဆမ်းပြသောပုံစံများကြောင်ကြားသောအဆင်များဖြင့်ချုပ်ထားသော အဝတ်အစားများဝတ်လျင်မမမကြိုက်ပါဘောင်းမီဝီချင်းကိုမမတားမြစ်သည် မမထံသို့တိုက်ပုံအင်ဂျီမပါဘဲသွားလျင်အဆူခံရတတ်ပါသည်တစ်တစ်ဒီကော်လာမပါသော လေပြက်အင်ဂျီများဝတ်တည်ကိုမကြိုက်ပါခုခေတ်ကကြော်ဟင်းခေတ်လေးကိုကိုရဲ့မောင်ဘတင်ခေတ်မဟုတ်တော့ဘူးထို့ကြောင့်တစ်တစ်ဒီကျွန်တော်ကိုဘောင်းမီဝတ်ခိုင်းသည်ဘောင်းမီချုပ်ရင် flail ချုပ်နော်ပြီးတော့ကြတော့ elastic နဲ့မချုပ်နဲ့တောင်းတောင်ကြီးဖြစ်နေလိမ့်မယ် tetra plane နဲ့ချုပ်သိလားခုနှစ်မမသည်ကျွန်တော်ဤရှေလျားသောသပင်ကိုမနစ်သက်ပါ ောင်စပင်ကြီးကလည်းစုပ်ဖွားဖွားညှင်းတူတူနဲ့နောက်တစ်ခါဒီလိုစပင်ကြီးနဲ့ဆိုရင်မမစီမလာနဲ့မမထန်တို့သွားရင်စပင်နှရွက်မဖုံးစေရကော်လာအောက်တို့စပင်မရောက်စေရတစ်တစ်ဒီစပင်အတူထားသူများကို ရှုံချတက်လေသည်စပင်တူနဲ့ဆိုကြည့်ရတာတိတ်အောက်တာပဲအေးမြင့်ကြည့်ပါလားစပင်တူနှက်နှက်ဂုတ်သားကြီးကပြောင်းပြောင်းတိုက်ခေါ်ပုံကြီးကိုကိုပုံကတော့မိပါတယ် ကိုကိုစပင် ခွေခွေကောက်ကောက်ကလေးတွေကဂုတ်သားပေါ်ဝဲကြနေတာတိတ်မိုက်တာရှစ်မမဒီစန်တစ်တီထွင်သောသကလုံးများကိုနားမလဲပါဟိုနေ့ကမမတို့ယုံကိုဖုန်းဆက်တုန်းကလေဖုန်းလာခိုင်းတဲ့လူကြီးကဘယ်သူလဲဘဲကလဲနဲ့တကက် test ပဲဘာလဲမောင်ရဲ့ death ဆိုတာ death ဆိုတာအမိုက်ကိုပြောတာရှုပ်တယ်လို့ပြောတာပေါ့မောင်တို့လန်တရဲစကားတွေ မမနားမလဲဘူးဘာရီပြောမှန်းလည်းမသိဘူးစကားအစ်ဆန်းတီထွင်မှုတွင်တစ်တစ်ကိုကျွန်တော်လိုက်လို့မမိပါကုကုကုမဲလုံးကကုကုကိုလိုက်ရှာနေတယ်ဘယ်ကကုမဲလုံးလဲခါလာကြီးရဲ့သားကုမဲလုံးလေဘယ်ကခါလာကြီးလဲကုကုလည်းမသိပါလားကုကုကလည်းတုံးလိုက်တာပြောစမ်းမအောင်တစ်တစ်ဘသူတွေလဲဘသူတွေမှမဟုတ်ဘူးတကယ်လည်းမရှိဘူးကိုကိုအကြောင်ရိုက်တာ ကိုမဲလုံးကလိုက်ရှာနေတယ်ဆိုရင်တွေ့ပြီးပြီလို့ပြောရတယ်။ဟင်ဘဲကလည်းဘာညာလှုပ်နေရင်ကိုကိုအကြောင်းမိပြီဆိုကြီးဝိုင်းဟခံရမှာပေါ့။ကိုကိုကတော့တကွက်နောက်ကျသွားပြီကွာ။ကိုမမနဲ့နှစ်ယောက်ထဲသွားကြတော့အခါကျွန်တော်ရှောင်ရှားသောနေရာများမှာတက်ကလူကျောင်းဝင်းအင်းအားကန်ဘိုးတထောင်စိတ်ကန်ဘိုးချုပ်ပန်းချံလူရှင်းသောနေရာမှန်သမျှဖြစ်ပါသည် အမြဲတမ်းတွားနေကြနေရာမှာရွှေကုံဖျားဖြစ်ပါသည်အများအားဖြင့်ကျေးစင်းမှုတော်ကြီးတွေရှိသောနေရာဖြစ်ပါသည်ဖျားဘော်ရောက်လျင်မမသည်ဖျားအကြာကြီးရှ िख ိုးတတ်ပါသည်တစ်တစ်နှင့်ရှောက်လေကြသောအခါဖျားဘော်တို့မတက်ဖြစ်ကြပါတစ်တစ်သည်ဘ ෝජ ုံစည်းနှင့်ရုပ်ရှင်ုံက လွဲ၍လူရှုပ်သောနေရာမျိုးကိုမကြိုက်ပါလူတွေမြင်နိုင်မဲ့နေရာမှာထိုင်ရမဟုတ်ကိုကိုရေပေါ်တင်ကြီးဆိုတော့လေမကောင်းတိတယ်မလား 30မမသည်စိတ်ပဲတော့မှမကောက်တတ်ပါတို့ရရင်ဆရာတိတ်လောက်တတ်ပါသည်ဘယ်လိုနေဘာလို့ဘာရီစင်ချင်းဘာညာကွိကွ မမသည်ကျွန်တော်ကိုအလိုမလိုက်ပါ ကျွန်တော်လူကျင်သောအခွင့်အရေးများကိုမပေးပါ ထို့ခါကျွန်တော်စိတ်ကောက်ပါသည်နောက်တော့မနေနိုင်လို့မမကိုပြန်ခေါ်ပါသည်တစ်တစ်သည်တနေ့လျင်အနည်းဆုံးတစ်ခါစိတ်ကောက်ပါသည် မနစ်ပိုင်းတွင်စိတ်ပြန်ပြေးသွားတတ်ပါသည်တစ်တစ်သည်တလလျင်အခါ30သို့မဟုတ်30ခါစိတ်ကောက်တတ်ပါသည်တလလုံးနေမှတစ်တစ်28ခါပဲစိတ်ကောက်သည်လလည်းရှိပါသည် ဖေဖော်ဝါရီလဖြစ်၏7အခန်းနံပါတ် AB3 ထဲကအကြောင်းသားများဆူညံစွာ ထွက်လာကြပါသည်7:50မိနစ်ရှိပါပြီကျွန်တော်ဒီ ကားပေါ်တက်၍မောင်းထွက်ခဲ့ပါသည် စီးပွားရေးတက်သူရှေ့ကလမ်းနှင့်ပြည်လန်းဆုံရာတွင်ကားကိုရပ်ပါသည် ခုချိန်ထိ ကျွန်တော်ဒီဘယ်ကိုသွားမှန်းမသိသေးပါညာဘက်သို့ချူလျင်တစ်တစ်ရှိရာအင်ဂျင်ဆောင်တို့ဘယ်ဘက်သို့ချူလျင်မမတို့ယုံတို့နောက်ကကားစီဟွန်တီနေပါသည်ထိုကားသည်ညာဘက်သို့ကိုယ်ရန်အချက်ပြမိကိုဖွင့်ကြည့်မိကြည့်ပြုတ်လုံနေပါသည်ကျွန်တော်ဒီ ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်ပါသည် ဆက်နှစ်မမသည်ဘ ෝජ ုတ်ပန်းချံသို့သွားခြင်းသည် ဟုထူးထူးခြားခြားပြောပါသည်ဘ ෝජ ုတ်ပန်းချံထဲကကြောက်ခုံကြီးတစ်ခုမှကျွန်တော်တို့ထိုင်ကြပါသည် မောင်ကိုအရေးကြီးတဲ့ကိစ္စတစ်ခု ပြောเสียရှိတယ်မမ၏မျက်နှာသည် ထူးခြားစွာ တည်ငြိမ်နေပါသည်အနှဲငယ်တင်းမာတဲ့အောင်ရှိပါသည်တို့ရာတွင် ကျွန်တော်မမကိုမကြောက်ပါမောင် ဘွဲရပြီးရင်မလုပ်မလဲကျွန်တော်မဖြစ်တတ်ပါဘွဲရပြီးရင်ဘာလုပ်ကြမလဲဘာလုပ်ကြမလဲမမဒီကျွန်တော်အဖြေကိုစောင့်နေပါသည်မမဟမ်ဘာလုပ်ကြမလဲမမတိတ်ခက်ပါလားမောင်ဘယ်နှစ်နှစ်ရှိပြီလဲအသက်20ဒါကိုပြောတာမဟုတ်ဘူးတက္ကသိုလ်မှာဘယ်နှစ်နှစ်ရှိပြီလဲလို့မေးတာ တက်တက်နဲ့မမနဲ့မောင်နဲ့ချစ်ခဲ့တာဘယ်နှစ်နှစ်ရှိပြီလဲ၄နှစ်နဲ့တလနဲ့อืม20ရက်နေဆိုတော့ထားပါတော့၄နှစ်၄နှစ်အတွင်းမှာမောင်လေးလေးနက်နက်လှုပ်ခဲ့တဲ့အလုပ်ဘယ်နှခုရှိခဲ့တယ်လဲဘယ်နှခုရှိခဲ့တယ်လဲကျွန်တော်မဖြေတတ်ပါမမဘာကိုဆိုလိုချင်သနည်းမမကြီးများသည်သူတို့ပြောကျင်သောစကားများကိုသူတို့ကိုယ်တိုင်မပြောဘဲ မောင်လေးများကိုအဘယ်ကြောင့်ဖြေခိုင်းရပါသနည်းဘယ်နှခုရှိပါသလဲမမကိုကျွန်တော်ပြန်မေးပါသည် မမကဖြေပါသည်တခုမှမရှိဘူးမောင်ဟာမမနဲ့ရှောက်လဲဖို့ရုပ်ရှင်ကြည့်ဖို့မမစီရအခွင့်အရေးတွေအမျိုးမျိုး တောင်းဖို့မမကိုစိတ်ကောက်ဖို့ပြီးတော့ပြီးတော့ကြတော့ဖះရှိခိုးဖို့မမကိုမငေါ့နဲ့ခုချိန်မှာမမနဲ့မောင်တို့အတွက်ရှေ့ပြေးစီမံကိန်းဆိုတာရှိတဲ့မိမောင် ရှေ့ပြေးစီမံကိန်းဟုတ်လားအဲ့ဒါဘာတွေလဲမမမေးမယ်မမနဲ့မောင်နဲ့ရှေ့ရီးตายရဖို့ဘာတွေလိုလဲမမနဲ့မောင်နဲ့တစ္ဆာရှိရှိချစ်ဖို့မဟုတ်ပါအောင်မော်တော်ကားလိုတယ်မဟုတ်ဘူးအာဟိုရင်နေအိမ်လိုတယ်မဟုတ်ဘူးလိုတာတွေကအများကြီးဟုတ်တယ်ဟုတ်တယ်အများကြီးပတ်စံတွေအများကြီးလိုတယ် မောင်ဖေဖေရတတိပဲမဟုတ်ဘူးတခုမှမဟုတ်ဘူးဒါဖြင့်ပါလေဒါဟုမောင်တိပိသားဖြစ်ရမယ်ဟောမောင်တိပိသားတဲ့ဘာဟုတိမှလဲမမကြီးများသည်အဘဲကြောင့်ဝေးလေကြောင်ပတ်လောက်တက်ပါသနီမောင်မှာဘာအရေးချင်းတွေရှိသလဲမောင်မှာဟိုကောင်းမောင်းတတ်တယ်စစ်တောင်ရိုက်ကောင်းတယ် ပြီးတော့လက်ရည်လာတယ်ပြီးတော့မောင်မဘာအရေးချင်းမှမရှိဘူးဘာပြောတယ်မောင်မမောင်ကအားကိုးလောက်တဲ့လူမဟုတ်ဘူးပေါ့မောင်မဥဆောင်နိုင်တဲ့အရေးချင်းမရှိဘူးပေါ့မောင်ကယောက်ျားကောင်းတယောက်မဟုတ်ဘူးပေါ့ဟုတ်တယ်ဖះဘောက်သွားရအောင်မောင်မဟင်သွားကြနော်ဖះဆိုတာရေဆက်ဆုံနိုင်တဲ့လူတွေမှသွားရတာပါ မမဘာကိုဆုလိုတာလဲမမမှာစဉ်းစားနေတဲ့အပိုင်းကနေဆုံးဖြတ်ရမယ့်အပိုင်းရောက်လာပြီမောင်နဲ့လမ်းခွဲကိုဆုံးဖြတ်ဖို့လားဟုတ်တယ်မောင်နဲ့မမလမ်းခွဲကြဖို့ပဲရှိတော့တယ်မမမောင်နဲ့ခွဲနိုင်လို့လားခွဲနိုင်အောင်ကြိုးစားရမှာပေါ့တကယ်တော့ကိုလမ်းကိုကိုသွားကြရမှာပါခံတော့ခံစားရမှာပေါ့အလွန်ဆုံးတစ်နှစ်ပါပဲလीအ ကြတော့လဲမှေ့သွားကြမှာပါနေမင်းကြီးဒီငိုတတ်ပါသလားမမကြီးမျက်နှာကိုကြည့်ရသည်မှာမွန်းတဲ့နေသောနေမင်းကြီးကိုကြည့်ရသည်နဲ့တူပါသည်ကောင်းလာပါပြီဒေါ်မမကြီးကျွန်တော်ကလည်းကျွန်တော်လမ်းကျွန်တော်သွားရမှာပါပဲဒါပေမဲ့ကျွန်တော်လမ်းကမော်တော်ကားနဲ့သွားရမှာကျွန်တော်ခွင့်ပြုပါအောင်ခင်ဗျာနေမင်းကြီးဒီအဘယ်ကြောင့်တည်ငြိမ်စွာ hansong tapadani. 23အင်ဂျင်ဆောင်ကိုရောက်တော့အခါတနာရီနဲ့9မိနစ်ရှိပြီအဆောင်ဆောင်ဦးလေးသိန်းအားတစ်တစ်ကိုခေါ်ပေးဖို့ပြောပါသည်ခဏနေဦးကွာငါသွားခေါ်ပေးမယ်ခုနတော့အေကန်းထဲမှာမင်းကိုစောင့်နေတာတွေ့တယ်ဦးလေးသိန်းထွက်သွားပါသည်ဦးလေးသိန်းပြန်လာသည်မရှိဘူးလို့ပြောခိုင်းလိုက်တယ်ဦးလေးသိန်းကျွန်တော်ကတိတ်အရေးကြီးတဲ့ကိစ္စပြောစရာရှိလို့လို့ တစ်တစ်ဆင်းလာပါသည်နှကန်းကိုစူထားပါသည်ကျွန်တော်ကိုကြည်လဲမကြည်စကားလဲမပြောပဲကားပေါ်တက်ထိုင်ပါသည်ကိုကိုနည်းနည်းနှောက်ကြသွားတယ်ကွာတစ်တစ်ကဘာမှမပြောပါနှကန်းကိုပို၍စူလိုက်ပါသည်ရေးကြည့်တဲ့ကိစ္စရှိရင်ပြောတခြားမဟုတ်ပါဘူးတစ်တစ်ကိုကိုကိုရုပ်ရှင်ပြမလို့ချာလီလေး တစ်စ်ကခစ်ခနဲရည်ပါသည်လာမင်းကြီးရည်တာကိုတွေ့ဘူးကြပါလိမ့်မည်တစ်စ်ကိုကိုစိတ်ဆိုးနေတော့မဲလားအစားတော့စိတ်ဆိုးတယ်ကိုကိုမျက်နှာကိုမြင်လိုက်တော့စိတ်မဆိုးတော့ဘူးလာမင်းကြီးဒီဟမ်ဆောင်တက်ပါကျွန်တော်ဒီကျွန်တော်မဖြေတက်ခဲ့တော့မိကုန်းကိုတစ်စ်အားမေးကြည့်ပါသည်တစ်စ်ကိုကိုတို့ဘွေးရပြီးရင်မလုပ်ကြမှာလဲ ပွဲရပြီးရင်လက်ထက်ကြမှာပေါ့ကိုကိုရဲ့။အိုးဟုတ်တာပေါ့ဟုတ်တာပေါ့ကျွန်တော်တို့ပွဲရပြီးရင်လက်ထက်ကြရလိမ့်မှာပေါ့ရုပ်ရှင်ပရိသာနိုဝင်ဘာ1986ဒါကတော့ဆရာမင်းလူရဲ့ဝတ္ထုတို့ဘောင်းချုပ်စာအုပ်ထဲကနေဝင်သွားတော့လှထွက်သည်ဆိုတဲ့ဝတ္ထုလေးကိုတင်ပြခဲ့တာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you